လူအများ ပြောပြောနေကြတဲ့ဗတ်လိုက်တာတို့မျက်နှာလိုက်တာတို့ဆိုတာဒါအလုံးကြားဘူးကြပါလိမ့်မယ်အဲ့ဒီဗတ်လိုက်တယ်မျက်နှာလိုက်တယ်ဆိုတာဟာဥစဉ်တို့ဘုရားအဟောနဲ့ပြောရင်အဂတိလိုက်တာကိုပြောတာပါပဲဒီကနေ့အလုံးသောဓမ္မချစ်ခင်သူတော်စင်များမျက်နှာလိုက်ခြင်းဗတ်လိုက်ခြင်း အာဂတိလိုက်ခြင်းနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရာကိုဒီကနေ့ဦးစင်ဓမ္မဒါနပြုပြောပြမျှဝေပေးပါမယ်။မြတ်စွာဘုရားဟောကြားထားတာကအာဂတိတရား၄ပါးတဲ့။အာဂတိတရား၄ပါးဟာတခြားမဟုတ်ပါဘူး။ဗတ်လိုက်ခြင်းတရား၄ပါးသူမဟုတ်မျက်နှာလိုက်ခြင်းတရား၄ပါးလို့ဒီလိုပြောလို့ရပါတယ်။မြတ်စွာဘုရားဟောကြားထားတဲ့အာဂတိတရား၄ပါး အဂတိဆိုတာမလိုက်တဲ့နဲ့လမ်းကိုလိုက်တာတရားသဘောကနေတွေ့ဖယ်ပြီးတော့သွားတာကဒါအဂတိလိုက်တယ်လို့ဒီလိုပြောတာဖြစ်ပါတယ်အဲ့ဒီအဂတိတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားက၄ပါးလို့ဒီလိုဟောထားပါတယ်နံပါတ်၁ကသန္တာဂတိတဲ့ သန္နာဂတိဆိုတာကဒီလူဟာအပြည့်ရှိပါတယ်ဥပမာအပြည့်လောကမှာသတ်မှတ်ထားတဲ့ဥပဒေစည်းကမ်းအပြည့်သမုဥစဉ်တို့သာသနာနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဗုဒ္ဓဥပဒေပေါ့ဟောအဖွဲ့စည်းတွေအဖွဲ့စည်းတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအဖွဲ့စည်းတွေမှာတို့တို့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းဥပဒေဆိုတာရှိတယ်ပေါ့ ဲ့တော့အဲ့ဒီစီမင်းစီကံဥပဒေတွေကိုဒါလူတယောက်ဟာချိုးဖောက်တယ်အဲ့ဒီလူဟာကိုနဲ့ခင်မင်းနဲ့သူဖြစ်လို့ကိုရဲ့ညီကောင်မောင်နှမဖြစ်လို့ဆွေမျိုးဖြစ်လို့ကိုကို ပေကံထားကျွေးမွေးထားလို့ဒါမှမဟုတ်လက်ထိုးထားလို့ဆိုပြီးတော့အပြစ်ရှိတာကိုဒါအပြစ်မရှိဘူးဆိုတာမျိုးလောက်တာဟာဒါဗတ်လိုက်တာပါပဲအဂတိလိုက်တာပါပဲဒါကိုစန္ဒာဂတိလို့ခေါ်တယ်ပေါ့ လောကမှာဓာမျိုးတွေကထင်ထင်ရှားရှားကြီးရှိပါတယ်ကိုနဲ့ချစ်ခင်ရင်းနှီးလို့ကိုကိုကြွေးထားပေးထားလို့လက်ထိုးထားလို့ဆိုပြီးတော့ဒါမဟုတ်မမှန်ဆုံးဖြတ်တာဒီဒါတည်းကထင်ရှားပါတယ်ဒါကိုမြတ်စွာဘုရားကစန္ဒာဂတိတဲ့ဒါဗတ်လိုက်ခြင်းပါပဲနောက်တစ်ခါနံပါတ်1 ဒေါသဂတိတဲ့ဒေါသဂတိဆိုတာက မုံလို့ဗတ်လိုက်တာဒီလူကကိုကြည့်မရတဲ့သူကိုမုံတဲ့သူဆိုပြီးတော့အပြစ်မရှိတာကိုအပြစ်ရှိတယ်ဆိုပြီးဆုံးဖြတ်တာမျိုးပေါ့မှန်ရဲ့သားနဲ့အမားဆိုပြီးတော့ဆုံးဖြတ်တာမျိုးဟုတ်ရဲ့သားနဲ့မဟုတ်ဘူးဆိုပြီးတော့ဒီလိုမျိုးမဟုတ်မှန်မှန် လောက်ကျန်ဆုံးဖြတ်တာဟာဒါဒေါသဂတိပေါ့ကိုကမုံလို့ကြည်မရလို့ဒါမတော်မတရားသူ့ကိုအပြစ်ပုံချလိုက်တာမျိုးဟာဒေါသဂတိပါပဲအဲ့ဒီဒေါသဂတိဟာလည်းပဲဒါဘတ်လိုက်ခြင်းတစ်မျိုးပါပဲနောက်နံပါတ်3ကမောဟဂတိတဲ့မောဟဂတိဆိုတာက ကိုကအတိညာနေပါလွန်လို့ဘောဟတရားဖုံးလွှမ်းပြီးတော့အတိညာနေပါလွန်တဲ့အတွက်ကြောင့်မို့လို့အမားကိုအမှန်လို့အမှန်ကိုအမားလို့ပြီးတော့မမယွင်ယွင်ဒါဆုံးဖြတ်တာမျိုးတွေဟာမမယွင်ယွင်ဆုံးဖြတ်ပြီးတော့တစ်ဖက်ကိုလိုက်သွားတာမျိုးဟာဒါဟာမောဟဂတိဒါလည်းပဲဒါအမားနဲ့ဖတ်လိုက်သွားတာပါပဲ နောက်နံပါတ်၄ကြတော့ဘယာဂတိတဲ့ဘယာဂတိဆိုတာကကြောက်လို့ဘတ်လိုက်တာဟာဒီလူကအကောင်ကြီးဟဒီလူဟပတ်စံရှိတဲ့သူဟဒီလူဘမငါမလိုက်လို့ရှိရင်ငါတို့အန္တရာယ်ရှိတယ်အတ္တအန္တရာယ်ရှိတယ်အစာရှိသည်ဒီလူတွေးပြီးတော့ကြောက်ပြီးတော့ အမားကို အမှန်လုပ်ပြတာမျိုးဒါကြောက်လို့ဆိုပြီးတော့အဲ့ဒီဘက်ကိုဗတ်လိုက်လိုက်တာပေါ့မမမကန်ဆုံးဖြတ်ပြီးတော့ဗတ်လိုက်လိုက်တယ်ပေါ့အဲ့ဒါဟာဘယကတိကြောက်လို့ဆိုပြီးတော့တစ်ဖက်ကိုလိုက်တာဒါမြတ်စွာဘုရားဟောကြားထားတဲ့အဂတိတရား၄ပါးပါပဲစန္ဒာဂတိရဲ့ ေါသဂတိရဲ့မောဟဂတိရဲ့ဘယဂတိရဲ့တူအောင်ပြောနောသနာဂတိချစ်လို့ခင်လို့မိမိကိုလက်လာပါပေးထားလို့ဆိုပြီးတော့ဗတ်လိုက်တာသနာဂတိအဂတိလိုက်တာပဲဒေါသဂတိကိုကမုံလို့ဆိုပြီးတော့ကြည်မြလို့ဆိုပြီးတော့တဖက်ကဘတ်လိုက်လိုက်တာဒါအဂတိလိုက်တာပဲဒေါသဂတိမောဟဂတိမောဟဂတိကြတော့ ကိုယ့်ရဲ့မိုက်မဲတွေ့မှုကြောင့်အမားကိုအမှန်အမှန်ကိုအမားလုပ်ပြီးတော့ဒါတစ်ဖက်ဖက်ကိုမာရင်းစွာလိုက်မိတာမျိုးဟာဒါမောဟဂတိဘယဂတိကြတော့ကြောက်လို့တစ်ဖက်ကိုဗတ်လိုက်တယ်ပေါ့ဒါဘယဂတိပေါ့အဲ့တော့ဒီအဂတိတရား၄ပါးဟာဗတ်လိုက်တဲ့ တရားလို့ဒီလိုပြောရင်လည်းပဲမှန်ပါတယ်မျက်နှာလိုက်တဲ့တရားလို့ပြောရင်လည်းမှန်ပါတယ်ဒေါသင်းတို့ကြည့်ပေါ့ဟိုလောကအနေနဲ့လူများနားလည်အောင်ထင်ရှားအောင်စင်းတို့ပြောမယ်ဆိုရင်ဘောလုံးပွဲတပွဲကြည့်မယ်ဆိုရင်အသင်းနဲ့သင်းရဲ့အလင်းမှာဒိုင်းလူကြီးဆိုတာကဒါအမှန်အမှားကိုသူကမမကန်ကန်ဆုံးဖြတ်ပေးရမှာဒါပေမဲ့တချို့ပွဲတွေမှာပေါ့နော် ဒါဗတ်လိုက်ပြီးတော့ဆုံးဖြတ်တာမျိုးတွေရှိတယ်ပေါ့ဦးဇင်းတို့ရက်သေးရွာသေးမြို့သေးမှာကန်ကြတဲ့ဒါပွဲတွေပွဲတွေအားစလို့ဟိုးနိုင်ငံခြားအထိကန်တဲ့ပွဲတွေအထိပေါ့ကြည့်တဲ့အခါကျတော့တချို့ကျတော့ဗတ်လိုက်တယ်ဘာကြောင့်လိုက်တာလဲဆန္ဒဂတိကြောင့်လိုက်တာလားချစ်လို့ခင်လို့လိုက်တာလားလက်ထူတာလို့လိုက်တာလားဓမ္မမဟုတ် တဖက်ကိုဒါမုံတီးလို့တဖက်ကိုလိုက်တာလားဓမ္မမုကိုကကိုညံနေတဲ့အတွက်ကြောင့်မို့လို့အမှန်မှမဆုံးဖြတ်နိုင်ဘဲနဲ့တဖက်ဘက်ကိုလိုက်သွားတာလားဓမ္မမုဘယကတိဆိုတဲ့တဖက်ကိုကြောက်လို့အဲ့ဒီကြောက်တဲ့ဘက်ကိုဒါမျက်နှာသာပေးရတာလားလိုက်ရတာလားပေါ့ဒီလေးပါးတဲ့ကတဘာဘာနဲ့ဒါဖတ်လိုက်ကြတာပါ ဒါကလောကမှာထင်ရှားတဲ့ဟာကိုပြပြီးတော့ပြောတာပါတခြားတခြားကိစ္စတွေမှာလည်းပဲများစွာရှိပါတယ်တခြားတခြားသောဒါမိသားစုအရေးမှာပဲဖြစ်ဖြစ်ဘိုးစားတဲ့ကျောင်းဒီမှာပဲဖြစ်ဖြစ်ရက်ရွာဒီမှာပဲဖြစ်ဖြစ်မြို့ဒီမှာပဲဖြစ်ဖြစ်တိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နေရာအဆင့်ဆင့်ပေါ့နေရာတည်တည်လျာဆလူနေရာအကြီးကြီးအထိ ါဖက်လိုက်ခြင်းတွေမျက်နှာလိုက်ခြင်းတွေဆိုတာဟိုတုန်းကလည်းပဲရှိနေခဲ့တာပါပဲအခုလည်းရှိနေသေးပါပဲသို့တော်လည်းပဲမျက်နှာလိုက်တယ်ဖက်လိုက်တယ်ဆိုတဲ့နေရာမှာဒီ၄ပါးတည်းကဒါတပါးပါးပဲဖြစ်ပါတယ်ခြေလိုဖက်လိုက်တာဖြစ်ဖြစ်မယ်သို့မဟုတ်မုံလို့ဆိုပြီးတော့တစ်ဖက်ကိုလိုက်တာမျိုးဖြစ်ဖြစ်မယ်မောဟကြောင့်မမယွင်ယွင်လိုက်မိတာမျိုးလဲဖြင့်ဖြစ်မယ်ဘရကြောင့ ကြောက်လို့ဆိုပြီးတော့ဖလက်ရတာမျိုးလည်းဖြစ်ရင်ဖြစ်မယ်ပေါ့အဲ့တော့အဲ့ဒီလိုသန္တာဂတိဒေါသဂတိမောဟဂတိဘယဂတိဆိုပြီးတော့အဂတိတရား၄ပါးတနည်းအားဖြင့်ဖလက်တဲ့တရား၄ပါးမလားတဲ့နဲ့လမ်းကြောင်းကိုမသွားတဲ့လမ်းကြောင်းမလားတဲ့လမ်းကြောင်းကိုဒါလာခြင်း၄ပါးတရားသဘောကနေတွေးပြီးပြီးတော့သွားတဲ့ဒီ၄ပါးကို လွန်ကျူးပြီးတော့ဒါဒီလေးပါးနဲ့အကုသို့မလုံမိဘူးမြတ်စွာဘုရားက မိတ်ကြံထားတာဖြစ်ပါဒီအဂတိတရား၄ပါးကိုလွန်ကျူးမိရင်တဲ့အဲ့ဒီသူဟာအဲ့ဒီသူရဲ့ဂုံတည်င်းဟာလဆုပကမှာထွက်တဲ့လလိုပဲတဖြည်းဖြည်းနဲ့မိမိကြောက်ွယ်သွားလိမ့်မယ်အဂတိတရား၄ပါးမလိုက်စားဘဲနဲ့ မမှန်ကန်ကန်ရှိတဲ့သူကတော့လဇံပက္ခမှာထွက်တဲ့လဇံမှာထွက်တဲ့လလူပဲတဲ့တဖြည်းတဖြည်းနဲ့သူ့ရဲ့ဂုံတည်ဟာကြီးပွားပြီးတော့ထင်ရှားလာမယ်တဲ့အဲ့ဒီအာဂတိတရား၄ပါးနဲ့အကုသိုလ်တွေဒါမပြုတ်မိဖို့အတွက်မြတ်စွာဘုရားကအာဂတိတရား၄ပါးကိုဒါ ဟောကြားခဲ့တာဖြစ်ပါတယ်အဲ့တော့ဘလူပဲပတ်လိုက်ပတ်လိုက်ဘလူပဲမျက်နှာလိုက်လိုက်ဒီအဂတိတရား၄ပါးတည်းကနေပြီးတော့လိုက်တာပါမလိုက်သင့်တာကို လိုက်တယ်ဗောအလုံးတော်ဓမ္မချစ်ခင်သူတော်ရှင်များအဂတိတရား၄ပါးကိုသိရှိနားလည်ပြီးတော့ဗမလိုက်ပဲနဲ့နေထိုင်တတ်ကြဖို့ အဂတိတရား၄ပါးနဲ့ဖလိုက်ကြမယ်အဂတိတရား၄ပါးလိုက်စားကြမယ်ဆိုလို့ရှိရင်ဒါအဂတိတရား၄ပါးနဲ့အကုသို့ပြုလုပ်တာပါပဲတဲ့ဒါကြောင့်အဂတိတရား၄ပါးနဲ့အကုသို့မလုံမိအောင်အဂတိတရား၄ပါးကဘာတွေလဲဆိုတာကိုဒီကနေ့ဦးစင်ကဓမ္မဒါနပြုပြောပြမျှဝေပေးခြင်းဖြစ်ပါတယ်ကဲအလုံးစုံဓမ္မချစ်ခင်သူတော်စင်များကိုစိတ်နှပြကျမ်းမှချမ်းသာစွာနဲ့ ာသနာအကျိုးကိုစတတ်တဲ့ဘုသေးဘုဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှာပံသို့ဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြုသူတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေ